္ဂလာပါရှင်ချင်းလင်း channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ15ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့နှစ်ပတ်အတွင်းစစ်ကောင်စီကြောင်းအယက်သားပြည်သူ60ကျော်တည်ဆုံနေလို့ AAPP ထုတ်ပြန်ကြောင်းမြိုင်မြို့တို့ဦးတည်၍ထွက်လာသောအကြံဖက်စစ်ကောင်စီစစ်ကြောင်းကိုလိတ်လံချွေမှုန်တိုက်ခိုက်မှုတွင်စစ်သားအလောင်း၈လောင်းနဲ့လက်နက်ခဲယမ်းများတင်စီရရှိကြောင်း ရခိုင်ပြည်ကြောက်တော်မြို့ကိုစစ်ကောင်စီတပ်ကလေရင်ဖြင့်ပုံချိန်မှုတွင်အမျိုးသမီး2ဦးထပ်မနေတေဆုံးကြောင်းနတ်တလင်းမြို့နေပြင်ပုံရွာမှထွက်လာသောစစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား8ဦးတေဆုံးကြောင်းထိုင်းမြန်မာနေဆက်အနီးတာလီစစ်ဗျူဟာစခန်းသိမ်းတပ်ပွဲတွင်စစ်ကောင်စီဒုတက်ရင်မှုနှင့်အဖွဲ့လွတ်မြောက်နေ၍ KNU က လိပ်ဖန်းနေပြီးဘူဂျီအပါဝင်စစ်သား9ဦးတေဆုံးပြီးလက်နက်ခဲယံများရရှိကြောင်းတို့ပဲဖြစ်ပါရရှင်။နှစ်ပတ်အတွင်းစစ်ကောင်စီကြောင်းအယက်သားပြည်သူ60ကျော်တေဆုံးသွားတယ်လို့ AFP ထုတ်ပြန်ထားတဲ့သတင်းကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ အကြံဖက်စစ်ကောင်စီကြောင့်ယခုမေလနှစ်ပတ်အတွင်းမှာအရက်သားပြည်သူ60ကျော်တေဆုံးခဲ့ရလို့နိုင်ငံရေးအကြံသားများကူညီဆောင်ရှောက်ရေးတင် AAPP ကမေလ14ရက်နေ့တွင်ထုတ်ပြန်ထားပါရယ်2025ခုနှစ်မေလ10ရက်နေ့ကနေ14ရက်နေ့အထိ နှစ်ပတ်အတွင်းမှာအကြံဖက်စစ်ကောင်စီကြောင်းအမျိုးသမီး38ဦးနဲ့အမျိုးသား29ဦးစုစုပေါင်း69ဦးတေဆုံးခဲ့တာကိုနမင်းနဲ့တကွာအတီးပြုံနိုင်ခဲ့တယ်လို့ဆိုပါရယ်ဒီထဲမှာမှအသက်18နှစ်အောက်ကလေးငယ်29ဦးပါဝင်ပြီးစကိုင်းတိုင်းက32ဦးဖြင့်တေဆုံးမှုအများဆုံးဒေသဖြစ်ပြီးမကွေးတိုင်းမှာ16ဦးဖြင့်ဒုတိယအများဆုံးဒေသဖြစ်ပါရယ်အတီးပြုံရန်လိုအပ်နေစေဖြစ်တဲ့တေဆုံးအရက်သား65ဦးရဲ့ ဆယန်းကိုလည်းတရားကောက်ယူဆူဆောင်းထားပြီးအတည်ပြုနိုင်ရန်ဆောင်ရွက်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မတရားဆက်အာဏာသိမ်းခြင်းကနေဒီကနေ့မေလ14ရက်နေ့အထိအကြံဖက်စစ်ကောင်စီရဲ့သူရက်လက်ပါစီတွေကြောင့်မျိုးဥတော်လိုင်းကာလအတွင်းတည်ဆုံခဲ့ရတဲ့ ဒီမိုကရေစီရေလှောက်ရှားသူတွေနဲ့ပြည်သူစုစုပေါင်း6684ဦးတေဆုံးခဲ့ပြီးလို့ AAPP ရဲ့ထုတ်ပြန်ချက်အရသိရှိရပါရရှင်။မြန်မြုပ်တို့ဦးတည်၍ထွက်လာသောအကြံဖက်စစ်ကောင်စီစစ်ကြောင်းကိုလိတ်လံချင်းမုံတက်ခဲမှုတွင်စစ်သားအလောင်း၈လောင်းနဲ့လက်နက်ခဲယံများတင်စီရရှိထားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ မကွေတိုင်းမြိုင်မြို့နယ်သို့ဦးတီကထွက်လာသောစစ်တပ်စစ်ကြောင်းကိုလိတ်လံချွေမုံတိုက်ခိုက်ခဲ့ရာစစ်သားအလောင်း၈လောင်းနဲ့လက်နက်ခဲယံများတင်စီရရှိခဲ့ကြောင်းသိရှိရပါသည်။မေလတရနေ့ကနေဘခုကူမြို့တမတရတင်နဲ့၎င်းရဲ့လက်အုပ်ခံ ခလာရ254တရင်တို့ပူးပေါင်းထားတဲ့စစ်တပ်စစ်ကြောင်းမှအင်အားအလုံးယူဆက်မြန်မြုပ်နေတို့ဦးတီကစစ်ကြောင်းထူလာတဲ့ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာအကြံဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုများကြပြီးရေမှန်းချက်ပန်းတိုင်တို့မရောက်ပဲမေလ9ရက်နေ့တွင်ပခုတ်ကိုတက်မှတရက်တစ်တို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။ထူးသောစစ်တပ်စစ်ကြောင်းဆုတ်ခွာသွားပြီးနောက်တိုက်ပွဲဖြစ်ပွားရာနေရာများအားနေမင်းရှင်းလင်းရေးလှုပ်ဆောင်ခဲ့ရာစစ်ကောင်စီတပ်သားအလောင်း၈လောင်းစစ်ကောင်စီတပ်သားများကိုင်ဆောင်အုံပြုတဲ့ MA1 တပ်နဲ့အမျိုးအစားတလက် ၎င်းကြီး900ကျိုးနဲ့အခြား KMPC များတင်စီရရှိခဲ့ကြောင်းမြိုင်ပါကဖမတာဝန်ရှိသူတို့ကပြောကြားထားပါတယ်မြန်ပါကဖမတာဝန်ရှိသူတို့ကမြိုင်မြို့ကိုလာဖို့စမ်းနာခြင်းနဲ့စစ်မှုထမ်းကလူတွေအုံပြုပြီးအင်အားအများပြားနဲ့ထူလာတာပါနောက်ထပ်ခွေးတွေထိခိုက်မှုတရင်တော့မကြားမိဘူးလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောကြားထားပါတယ်အဆိုပါတိုက်ခိုက်မှုကိုပါကဖစုဖွဲ့မှုတဲ့ မြိုင်ပါကဖပေါပါကဖပခုကိုပါကဖတည်ရင်တဲ့ပခုကိုခရိုင်အမှန်နှင့်6ခုနှစ်74 15ဆက်ခွန်တည်ရင်ကျောင်းသားတက်မတော် ABSDF ကမတက်ပောင်းစု8 plus တက်ပောင်းစုအညာမီတက်ပောင်းစုကလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF PLC တက်ပောင်းစုဘူဘရာဒါတက်ပောင်းစုဝမ်ပူရေပျောက်ကြားတပ်ဖွဲ့ Earthquake တပ်ဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါရရှင်။ ရခိုင်ပြည်ကြောက်တော်မြို့ကိုစစ်ကောင်စီတပ်ကလေရင်ဖြန့်ပုံကျင်းမှုတွင်အမျိုးသမီးနှစ်ဦးထပ်မင်းတေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ရခိုင်ပြည်ကြောက်တော်မြို့ရွာမရက်ကွက်ကိုစစ်ကောင်စီလေကြောင်းကပုံကျေတိုက်ခိုက်မှုကြောင့်အမျိုးသမီး2ဦးထပ်မနေတည်ဆုံးခဲ့ပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများထံမှသိရှိရပါတယ်။ယမနေ့မေလ14ရက်နေ့၄နာရီအချိန်ခန့်စစ်ကောင်စီကလေကြောင်းကနေကြောက်တော်မြို့ရွာမရက်ကွက်ကိုပေါင်900ပုံဖြင့်လာရောက်ကြေးချခဲ့ကြောင်းဒေသခံတရင်ချင်းမြစ်တဦးကပြောဆိုထားပါတယ်။ဒေတာခန်တရင်ချင်းမြတ်တူကနေရာမှာတင်သေးဆုံးတာမင်းကလေးငယ်တယောက်ရဲ့နောက်ထပ်တ တန်ရရပြီးဈေးရုံပိုးတဲ့အချိန်မှာတယောက်ဆုံးသွားပါတယ်။နောက်ထပ်၃ယောက်တန်ရရပါတယ်။မုံကျေးရာ၄နာရီလောက်မှမို့ခံနိုင်ရပါတယ်။ပထမကလေးငယ်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုတဆဆီကောက်ရပါတယ်။ပေါင်900ပုံလို့ထင်ရပါတယ်။ ေနာကနေအိမ်တွေတော်တော်များများပျက်စီးသွားပါတယ်။တန်ရန်ရတဲ့သူတွေကိုစေကူတမှုခံယူနေပါတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။ရင်ကဲ့သို့ပြက်ခတ်မှုကြောင့်ကျောက်တော်မြုပ်ခတ်များဟာ အထိတ်တလန့်ဖြစ်နေကြပြီးနောက်ထပ်စစ်ကောင်စီလေကြောင်းကနေလာရောက်ပုံချိန်မျိုးကိုစိုးရိမ်နေမှုများမြင့်တက်နေကြောင်းမြို့ခံများကပြောကြားထားပါတယ်။ဒီကရက်အပရလ23ရက်နေ့ကြောက်တော်မျိုးကိုစစ်ကောင်စီလေကြောင်းကပုံချိန်တိုက်ခိုက်မှုကြောင့်အမျိုးသမီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအပရလ16ရက်နေ့ကလည်းပုံချိန်မှုကြောင့်ဒေသခံ2ဦးသေဆုံးခဲ့ကာ 23ဦးတန်ရရရှိခဲ့ကြောင်းသိရှိရပါတယ်။စစ်ကောင်စီကနောက်ထပ်ရခိုင်ပြည်အတွင်းမြို့နေများကိုရည်ရွယ်ချက်ရှိရှိ လေကြောင်းကတဆင့်ပုံကျေးလာနိုင်၍အထူးသတိထားရန်လိုအပ်နေကြောင်းကြောက်တော်ဒေသခံတို့ဖြစ်တဲ့စစ်ရေးလေလံနေသူတို့ကပြောကြားထားပါတယ်။ကြောက်တော်ဒေတာခန်တူဖြစ်တဲ့စစ်ရေးလေလံနေသူတူကရတဲ့တောင်ကို ပုံကျဲတိုက်ခိုက်တယ်အဲ့ရမှာ 12ဦးထပ်မင်းတိတ်ဆုံးတယ်ယခုကြောက်တော်ဘက်ကိုလှိလာတယ်ဒါကပြည်သူတွေကိုအကြောက်တရားတွေဖုံရွှမ်းအောင်လုပ်တာဖြစ်တယ်အကြောက်တရားတွေဖြစ်အောင်လုပ်တာဖြစ်တယ်မနေ့ပြန်ဆိုရတဲ့ဟာကိုဒီစစ်တပ်ကအကြောက်တရားတွေတွင်းနေတာကျွန်တော်တို့အားလုံးဒီချိန်မှာကြယူဆက်ရပါမယ်အဆုံးစွန်အထိ ြုံးမာဖို့ဝန်မလေးဘူးဆိုတာကိုပြသနေတာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဒပ်ဇင်မေလာ73ရက်နေ့ကလည်းရတဲ့ကြောင့်မြို့နယ်ထွင်ရွေကြီးရွာကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတက်ခံမှုကြောင့်အယက်သား73ဦးသေဆုံးခဲ့ပြီး20ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဇကိုင်းငလင်ကိုအကြောင်းပြပြီးစစ်ကောင်စီကမေလာ31ရက်နေ့အထိအပြစ်ခတ်ရစေတယ်လို့ကြေညာထားတယ်လေရခိုင်၊ဇကိုင်း၊မန္တလေး ကရင်နီနဲ့ကရင်ပြည်နယ်တို့ကိုနေဆင်ပုံကျေးတက်ခင်းနေကြောင်းသိရှိရပါတယ်ရှင်။နေတလင်းမြို့နယ်ပြင်ပုံရွာမှထွက်လာသောစစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၈ဦးသေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ပခိုရိုင်းနဲ့တလင်းမြို့နေကျင်းပုံရွာမှထွက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၈ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။မေလာ၁၃ရက်နေ့တွင်နဲ့တလင်းမြို့နေကျင်းပုံရွာမှထွက်လာသောအင်အားတရာခန့်ပါဝင်တဲ့အကြံဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းချက်ကရင်တိုက်ခိုက်မှုအတွင်းအကြံဖက်စစ်ကောင်စီတပ်သား၈ဦးသေဆုံးခဲ့ပြီးတရန်ရရှိသူများလည်းများပြားကြောင်း တိုက်ပွဲတွင်ဒေါ်လန်ရဲ့ရဲဘော်၅ဦးမစိုးရင်ရတန်ရာရရှိခဲ့ကြောင်းနက်စစ်သေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။နက်စစ်သေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကဘီတူရေအလုံးစိတ်မပြတ်ပါနဲ့ကျွန်တော်တို့တပ်ဖွဲ့တွေအာနာရှင်အမျိုးပြည့်ရဲ့အတွက်ကြိုးစားတိုက်ခိုက်နေပါဗျ။အတွင်းတရင်အရာတော့တန်ရာရတဲ့ပြုစုနေတဲ့တီးရတယ်။ဒေသတွေစစ်ခွဲအလောင်းတွေကိုတော့အဝတ်တွေနဲ့ထုတ်ထားတယ်လို့ တက်ပွဲကြချိန်ကတော့တနာရီလောက်ကြာတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတက်ရင်383တက်ရင်မှတက်ခွေများဖြစ်ကြတဲ့တက်ခွေ3နဲ့စစ်တီတက်ခွေတက်ခွေလေး BRA တက်ခွေတက်ခွေ2 Phoenix တက်ခွေတက်ခွေ6အေယာငီနောင်တက်ခွေနဲ့နှစ်တလင်းမြို့နယ်ဘာကဖတ်တို့ကပူပေါင်းလှောက်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ ထိုင်းမြန်မာနေဆက်အနီးဒါလီစစ်ပြိုဟာစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီဒုတရင်မှုနဲ့အဖွဲ့လွမြောက်နေ၍ KNU ကလက်ဖမ်းနေကဘူချီအပါဝင်စစ်သား9ဦးတေဆုံးပြီးလက်နက်ခဲယံများရရှိထားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ KNP နေထိုင်းမြန်မာနေဆက်အနီးဒါလီစစ်တပ်ပြိုဟာစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီဒုတရင်မှု ွတ်မြောက်နေ၍ KNU ကလိပ်ဖန်နေပြီးရင်းစခန်းသိမ်းတိုက်ပွဲမှာဘူချီအပါဝင်စစ်သား9ဦးသေဆုံးကလက်နက်ခဲယံများရရှိကြောင်း KNU ဗဟုကသတင်းထုတ်ပြန်ထားပါတယ်။မေလ23ရက်နေ့ည9နာရီအချိန် KNU အုပ်ချုပ်မှုနေမြေတိုင်းမြန်မာနေဆက်အင်းစစ်ကောင်စီတပ်ခလာရ24နဲ့အမြောက်တပ်အာမတ317တို့အခြေစိတ်ထားတဲ့ တင်ညာကျူးခေါ်ဒါလီရှိပြူဟာစကန်းကို2025ခုနှစ်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ကပြန်လည်တင်ပိတ်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါစကန်းတင်ပိတ်ရှင်တွင် အကြံဖက်စစ်ကောင်စီအမြောက်တပ်မှဘူကြီးတဦးအပါအဝင်စစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ပြီးခလာယာ24တုတရမဟုမှမူထွက်ပြေးလွတ်မြောက်လျက်ရှိသဖြင့်တိုလှန်ရေးတပ်များကထွက်ပြေးလွတ်မြောက်သွားသောစစ်ကောင်စီတပ်သားများကိုလိတ်လံဖမ်းဆီးလျက်ရှိကြောင်းသိရှိရပါသည် KNU ကပြန်လည်တင်ပိတ်ထားသောတာလီစခန်းမှာ 1986ခုနှစ်တွင်မြန်မာစစ်တပ်ကစတင်တည်ဆောက်ခဲ့ပြီး၎င်းတို့စတင်တည်ဆောက်တဲ့အချိန်မှစပြီးအနည်းဝန်းကျင်ရှိခြေရွာများမှပြည်သူလူထုများအနေနဲ့လွတ်လပ်စွာသွားလာလောက်ကိုင်းရှာဖွေစားတုပ်ခွန်များဆုံးရှုံးခဲ့ရကြောင်း၎င်းစခန်းကိုပြန်လည်တင်ပိတ်နိုင်ခဲ့တဲ့အတွက်အနည်းနာရှိခြေရွာများအနေနဲ့မူလအခြေအနေများအတိုင်းပြန်လည်လောက်ကိုင်းရှာဖွေစားတောင်းနိုင်တော့မည်ဖြစ်ကြောင်း KNU ဘဟုကဆိုပါရယ်ယနေ့နံနက်ပိုင်းတွင် KNU တပ်များက ထိုင်းမြန်မာနယ်စပ်အနီး1ကီလိုမီတာအကွာရှိ မော်ဖူးကေစစ်တပ်စခန်းကိုလည်းစတင်တက်ခိနေရှိပြီးဒေသခံပြည်သူ414ဦးထိုင်းနိုင်ငံဘက်သို့ထွက်ပြီးတင်းရှောင်နေရကြောင်းသိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့တလောက်နဲ့ပင်ရနာသွားပါမယ်ရှင်။ချင်းလင်း Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခိုင်ယောင်းနိုင်ကြပါစေရှင်။